ညဆိုတဲ့ series တွဲလေးမှာပကြီးရဲ့ engine ဆိုတဲ့နေရာကနေပြီးတော့ပါဝင်တွေ့ဆုံထားပါတယ်ရှင်။ပကြီးရဲ့ character အကြောင်းလေးကတော့အာအရင်အရင် series တွဲလေးမှာပကြီးတို့ရိုက်ခဲ့လို့ရှင် van နေရာမှာဆိုအဖြီလေးတွေပါရှိရေပေါ့နော်။ဒီကမှာတော့ long of van စစ်စစ်ကိုတွေ့ဆုံထားရေပေါ့နော်။အာဒီ character လေးကကျတော့အတ္တကြီးရဲ့ အမျိုးသမီးတယောက်နေရနေပြီးတော့ကိုလိုချင်တာကိုရအောင်ယူမယ်အဲကိုလိုချင်တာကိုရအောင်ယူဖို့ဘသူတွေကိုဘာပဲလောက်ရလောက်ရဆိုတော့အတွေးပေါ့နော်ပြီးတော့ကိုတခုခုလိန်လေလှည့်ပြရင်လဲတီတီငင်ငင်နဲ့သွေးအေးရဆက်တက်တဲ့အမျိုးသမီးတယောက်နေရနေပြီးတော့ကြိုးဆောင်ထားပါရှင်မာလာမာလာနေခွေရအောင်ပြောထားအောင်ပေါ့။ငငါ့ကိုမြဲနဲ့မတားနိုင်ပါဘူး။ စိတ်လိုက်မှန်ပါလို့တက်တယ်။နေ့ရက်သားတွေဟာနေ့အမြဲတမ်းအားကိုးနိုင်မလားဆိုတော့အဆောင်ကြည့်အောင်အာမြားဆိုတဲ့ series အကြောင်းလေးမှာကြတော့ဟိုအတူချုံးပြောရမယ်ဆိုလို့ရှိရင် လူတွေရဲ့အတ္တလောဘမောဟတွေပေါ့နော်အာဒီအတ္တလောဘမောဟတွေကြောင့် စိတ်ဝန်းနေကွဲကွဲကြတယ်လူတွေတည်ဆုံမှုဖြစ်ခဲ့ရတယ်အာတော့ကရများခဲ့ရမထင်မှတ်ထားတဲ့ဘဝအချိုးကွေးတွေဖြစ်ခဲ့ရအဲအဲ့လိုမျိုးဇက်အိမ်ခိုင်ခိုင်နဲ့စကားကောင်းလေးတစ်ခုပါအဓိကဒီဇလန်းမှာဆိုလို့ရှိရင်ဒီပကြီးတို့ဒီဟောပါတော့မြပရက်ကြီးကိုလူချင်းတက်မှတ်စိတ်နဲ့လုတ်ခဲ့တဲ့ဘဝမှာအမှားတွေပေါ့နော်အဲ့လိုလေးအဲ့တော့ဟိုပညာပေးသဘောမျိုးလေးပါပါတယ်အဲ့တော့ကြည့်စုပေးဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ရင်ချင်းဖြည်းဖြည်းကြိုးစားလဲရပါတယ်ကွာ ဘသူရရအားလုံးကမိသားစုတွေဘာဘလူရရလဲကိုစောမင်းရှင်းရဲ့အကောင်းမြင်တတ်တဲ့စိတ်တွေခဏလောက်ခောက်သိမ်းထားလိုက်စမ်းပါဘသူရရဆိုရင်ကျမဒီလိုအချိန်နဲ့ဒီကြိုးစားနေမှာမဟုတ်ဘူးရှင်းနားလေလားဘာလဲရှင်းရဲ့ကျမသွားမယ်လမ်းတားကျင်နေရလားရှင်းရှိပါတယ်အဓိကကတော့ဗတီရအရှိမရိတ်ထားတဲ့ကားရီနဲ့ character ဟိုတချို့ခက်ဆင်ဆင်လေးတွေရှိတယ် item လေးတွေထပ်သွားမှာကိုကစိုးရင်းတဲ့အခါကျတော့အာဒီကားမှာဆိုလို့ရှိရင်ဘကြို item နှစ်ဆင့်သုံးဆင့်အဲ့လိုလောရတဲ့အခန်းမျိုးတွေပါတယ်ပေါ့ဟာဥမာစိတ်တစဆန်းဆန်းဖြစ်နေရတော့ထရောင်ထင်မှာဖြစ်တဲ့အခန်းနေတို့အာပြီးတော့ဒီလောဘနဲ့အတ္တနဲ့အဲ့လိုမျိုးကြားမှာဗျာများရတယ်ဆိုတော့လေပို့ပြီးတော့ဟို item ကို အာအိုင်တီထူးခြားမှုလည်းရှိရမယ်ပြီးတော့တန်ဖိုးလည်းအကောင်းဆုံးချိန်နိုင်အောင်လို့စူးစမ်းရတယ်ပေါ့နော်ဒီကားမှာတော့ပြောရမယ်ဆိုလို့ရှိရင်လောရတဲ့အခန်းတွေတော်တော်များများပူလောင်ရတဲ့အခန်းတွေများပါတယ်ဟုတ်အလုံးလုံးတော့ပေါ့စလိုက်တာရမင်းကိစ္စဘလို့ပြစ်ပြရမယ်ဆိုနားမလည်ဘူးလားဟမ်မေတော့တက်စာဖောက်လိုက်မယ်လို့မထင်လိုက်လို့ပါမမီးညီနေခုအိမ်မှာတအိမ်နဲ့တူတူနေရလို့တောင်မယုံရတာညီကတစိမ့်ကိုတွားရုံနေသေးရဲ့ဟဲ့လား စပစ်ဖို့ကောင်းလိုက်တယ်အဓိကကကြတော့လေဟိုပြင်ဆင်ရတာတော့အဝတ်စားပိုင်းပေါ့နော်အာဗကြီးကကြတော့ကိုဝိနေကြကြိုက်တဲ့ပုံစံရှိတော့တစ်ခါတိုင်းကာရိုက်တာရဲ့အဝတ်စားလေးတွေပုံစံတူဝါမအောင်စိုးရိမ်မိရဲ့ပေါ့အဲ့တော့ကိုကာရိုက်တာလေးတွေပြောင်းအောင်တော့အာဝတ်စုံလေးတွေအစားပြန်ပြီးတော့ဖန်တီးရတယ်ပြင်ဆင်ရတယ်စပင်ပုံစံလေးတွေအာနောက်တစ်ခုကကြတော့အရှိမလဲထွက်ထားတဲ့ series နဲ့ညီဆက်မှုတွေရှိသွားမှာဆိုလို့ item တွေရောအကုန်ဆက်ဆက်ရပြင်ဆင်ရပါတယ်ဟုတ် စာချုပ်ချုပ်မဲ့ကိစ္စကိုရမင်းတို့တာဝန်လွှဲပြောင်းပေးလိုက်မယ်။ project တစ်ကိုရေးဆွဲမဲ့ကိစ္စကိုတော့မင်းတို့တာဝန်ယူလိုက်။အမေစာချုပ်ချုပ်မဲ့ကိစ္စပြရနဲ့ project တစ်ဆွဲမဲ့ကိစ္စအောင်ပင်တန်းလုပ်နိုင်လား။သူကြတဲ့ဇယိုက်ကတော့ဟွာပေါ့အဓိကကသူကသွေးအေးအေးနဲ့လိန်တာလိန်ပြောတော့သူကပိပိနဲ့ဖုံးဖိတာပေါ့နော်အဲ့တော့ဟိုအဲတကားလုံးကသူက မျက်လုံးကစားရတာအများကြီးဒီကားမှာလေအဲ့ကြောင့်မျက်လုံးဆွေသွားရမှာတော့မျက်လုံးများဆွေသွားမလားတော့မျက်လုံးနဲ့စကားပြောတာအများကြီးဒီအင်ဂျင်ဆိုရဲမြို့သမီးอ่ะသူတို့ခုဆိုလို့ရှိရင်လှုပ်ထားတယ်လိန်ထားတယ်ဒါပေမဲ့မျက်လုံးကလုံးဝမပေါ်ဘူးသွေးအေးရအဲ့တော့သွေးအေးတဲ့အမူအရာကျတော့အပူလင်းဆုံးပြောလို့ရှိရင်လွယ်ဆိုမျိုးလိုနဲ့ခတ်တော့ခတ်တယ်ကိစ္စတစ်ခုသွေးအေးအေးနဲ့မျက်လုံးတည်နဲ့အဲအဲ့လိုအဲ့လိုမျိုးအမျိုးသမီးတယောက်ပေါ့နော်ပကြီးတွက်ကတော့ဒါပထမအဦးဆုံး character မျိုးပါပဲဒီ character ဟုတ်အခိုင်အရသာဟုတ် အင်ဂျင်တင်နေရပါလေ။တောက်ကြည့်စရာမလိုတာ။အချူရက်ကလူပြောရှင်စီရ။အချူကတိတ်များသွားရင်လူအနေဖြစ်စီတတ်တယ်။စိတ်ဝင်စားဆုံးဇက်ကောင်ဆိုလို့ရှိရင်ဒီမှာဝါစုလည်းရှိအကုန်လုံးကသူ့နေရာနဲ့သူကတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဒီပကြီး character အနေနဲ့ဆိုလို့ရှိရင်လည်းစိတ်ဝင်စားဖို့ကောင်းတယ်မမမြက်ကြည့်တရားအောင်ခန်းဆိုလို့ရှိရင်လည်းအမဆို ID နဲ့အများကြီးလောက်ရတယ်နောက်ဆုံး ဟိုယူသွားတယ်အစဉ်အစဉ်သူ့ဂျမားကြီးတွေချုပ်တက်လာအဲ့လိုပုံစံဒီမှာသူ့ character ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းမယ်လို့ထင်တယ်ပကြီးရဲ့ character အမှန်တရားဒီကောက်ကျင်စထွက်ကလေးကောက်ကျင်နေရဆိုတော့လေအမမမမမြက်ကြည့်ရအောင်ရဝါဆိုးရေပေါ့နော်ဟုတ်ဒါနဲ့လင်းထက်နဲ့မင်းထက်ရောအခုဒီပြင်မြောက်ကြသိဘူးလားอืมတိုင်းရနေဘက်ကဆိုင်တွေကိုသွားစစ်စင်းနေတော့လမ်းမှာနှောက်ကြနေတယ်ထင်တယ်။တားငယ်ကလည်းကုန်းတက်ကဆိုင်နေစစ်စင်းနေတော့ မကြတော့ပါဘူးလာတော့မှာပါပြည်ထောင်အလုံးကလည်းမြဆီရီတဲလေးကိုတရားဝင်ရုပ်တံလိုင်းဖြစ်တဲ့ကန်နေပလက်ကနေပဲကြည့်ရှုပေးဖို့မြင့်တရရခံပြရစေရှင်။